အေရွန်နဲ့အဲလဲနာတို့ရဲ့ကဘာမြင်မြင်းတဲ့အတိုင်းပဲမင်းကြီးရေဒီမျိုးတော်တွေကတကဘာလုံးမှာအချမ်းသာဆုံးဘုရင်တပါးဖြစ်လာစေတဲ့အတိမင်းကြီးရဲ့နိုင်ငံကိုရွှေရီယူဆောင်လာပေးလိမ့်မယ်တကယ်လားဒါပေမဲ့ရွှေရီရမှာနော်မင်းကြီးရွှေအကြောင်းပဲတွင်းနေလိုက်ပါ ရွှေရီရွှေရွှေမျိုးတဲ့ထူထောင်ဖို့ရအတွက်လမ်းရှင်းဖို့ငါတို့ရဲ့အသက်ခုတ်သမားတွေစူးစီးကြပါပြီးတာနဲ့မင်းတို့အားလုံးရွှေရီရမှာရွှေရီဟေးရွှေရီအဖေကြီးဘာဖြစ်နေတာများလဲ မျိုးတဲ့အတွက်ဘယင်ကြီးကအဖေတို့ကိုတစ်တော်ရှင်းခိုင်းထားတာမျိုးတဲ့တမျိုးအတွက်တောအုပ်တစ်ခုလုံးကိုဖျက်ဆီးပစ်တာပေါ့အဖေရအဲ့ဒါဘလို့များမှန်ကန်မမလဲမင်းကြီးအဖေတို့ကိုပေးထားပြီးသားရွှေပမာဏကိုရောတားကတိလို့လားအဖေတောအုပ်တွေဆိုတာတားတို့ရဲ့ဘဝပါဖျက်ဆီးလို့မရဘူးလေဟေးမင်းဘသူလဲလူငယ်လေမင်းကြီးရဲ့အမိန့်ကိုများလာဖီဆန်ရဲတယ်ပေါ့လေငါစီစဉ်ဖန်တီးနေတာတွေကိုမေးခွန်းထုတ်ရဲသေးတယ်တောတစ်ခုလုံးဖျက်ဆီးပစ်တာကတော့မမှန်ကန်နေပါဘူးဗျာ တောတွေဟာမိုးရေနဲ့အသက်ရှူဖို့လေကောင်းလေတန်းတွေကိုပေးတယ်။ပြီးတော့ရွှေတွေတော့မပေးနိုင်ဘူးလေ။မြို့ကတော့ပေးနိုင်တယ်ကွာ။ကဲငါနဲ့လိုက်ခဲ့ဩ။ဒီမြို့တော်တက်မှာဆိုရင်အဆောက်အုံအကြီးကြီးတွေပါလိမ့်မယ်။တဲခိုကန်းတွေရောပေါ့။တကဘာလုံးကိုမျက်စိကျစေနိုင်မဲ့ဆေးရည်တွေဆွဲဆောင်မှုတွေကိုငါဖန်တီးပေးပြီ။ငါဖန်တီးထားသမျှအရာအလုံးကိုကြည့်လိုက်ပါ။မော်ဆရာဂျဲလဲလက်တင်ရဲ့ဥယင်အတူတွေဟာ အဆစ်တွေကဲ့သို့လာပါနေပြီးရေပန်းတူတွေကလည်းရနံ့ထုံမွေတင်ပြန်နေကြပါတယ်။ဒါကတော့လမ်းလျှောက်ဖို့ဈေးညံတွေနဲ့ဖန်သားဆိုင်ရင်တော်ကြီးတွေပေါ့။ငါဖန်တီးထားတဲ့နေမင်းကြီးထွက်လာမယ်။မှော်တက်တက်နဲ့တကယ်လို့အထင်မှားစေလောက်မဲ့မြစ်တွေရောပေါ့။ယာဒီတွေဟာဘယ်တော့မှမပြောင်းဘူး။ဒါကြောင့်ငါတို့ဟာတနည်းပတ်လေလုံးတတရရဥရုယာဒီတွေနဲ့နေထိုင်ရလိမ့်မယ်။ဒါတွေအလုံးကတူပမှုတွေပဲလေ။အရာဝတ္ထုတွေကိုသဘာဝနဲ့တူအောင်လုပ်လို့ရတယ်။ ဒါပေမဲ့တကယ်သဘာဝတရားဖြစ်လာအောင်တော့ခမမလုံနိုင်ဘူး။ငါကအခုဆိုသဘာဝတရားရဲ့အလွန်အောင်ကြော်နေပေါ့။ဒီမျိုးကငါ့အိမ်မဲမျိုးတော့ပဲ။ဘယ်တဦးတယောက်မှငါလမ်းကိုလာပိတ်လို့မရဘူး။မှတ်ထားစမ်းပါအေရွန်။ငါကမော်ဆရာတယောက်ဖြစ်ပြီးငါမော်ပညာနဲ့မင်းနောင်တရဖို့ထိခိုက်အောင်ဒီလုပ်ပြစ်နိုင်နေ။ဒါကြောင့်မလို့ငါရှေ့ကနေထွက်သွား။အာအမလေးတဘာဝတရားကြီးကခမည်းကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးဂျန်လလတင်ဘယ်တော့မှပဲကြည့်ကြသေးတာပေါ့အေရွန်ဘာဘာဖြစ်တာလဲ မင်းမင်းရဲ့တခင်ကငါ့ကိုတတ်ဖို့မင်းကိုလွှတ်ထားတာလားဒီမှာတော့ပြောလို့မရဘူးတနေ့ရရမှာကျမတို့စကားပြောကြရအောင်ကျမရှင့်စီကိုလာခဲ့တာကရှင့်လိုပဲကျမလည်းတစ်တောအုပ်တွေကိုမဖြက်စည်းစေခြင်းလိုပါဒါပေမဲ့ဟုတ်ပါတယ်ကျမကမော့ပညာကိုနိုင်ပါတယ်ဒါကြောင့်မော့ဆရာချင်းနဲ့အတူလက်ထောက်အလုပ်တင်တယောက်ဖြစ်လာခဲ့တာပါဒါပေမဲ့အခုလိုလုပ်ပြီးမော်ပညာကိုအသုံးချတဲ့နယ်လို့ကျမတို့မထင်ဘူး။မော်ပညာဆိုတာသဘာဝတရားနဲ့ဟန်ချက်ညီညီအသုံးပြုတဲ့နာ တဘာဝကိုစန့်ကျင်ရမှာမျိုးမဟုတ်ဘူး။ငါဒါကိုတားမှာပါ။ဘယ်လိုစလုပ်ရမလဲတော့မသိဘူးဆိုပြီးမှငါလောက်မှာ။ကျမကိုညီချင်နေ။ဒီဆေးရည်ကိုတောက်လိုက်ပါ။ဒါကဘာလဲ။ Are you was ကပါ။ဒီဆေးရည်ကလူရဲ့စိတ်ကိုဖွင့်ချပေးပြီးဘာတွေသိဖို့လိုအပ်နေတယ်လဲဆိုတာကိုပြသပေးတယ်။ငါငါရှင်ကျမကိုယုံလို့ရပါတယ်။ Okay ဟုတ်ပြီ။ရတယ်ကျမဘာသာတောက်ပြမယ်။ဆေးရည်တောက်ပြတာနဲ့သူမဟာလဲကြသွားပါတယ်။ ဆက်နွယ်နေပါတယ်။ငါတို့ကအားလုံးနဲ့ဆက်နွယ်နေပါတယ်။အယ်လန်နာအယ်လန်နာမင်းအဆင်ပြေရဲ့လား။ကျမကျမမြင်လိုက်ပြီ။ကျမတို့တွေအားလုံးကတဘာဝရဲ့အစိပ်ပိုင်းတွေပဲ။ကျမတို့ဟာဒီဆက်ချဟလာတကွင်းကအရာအားလုံးနဲ့ဆက်နွယ်နေကြတယ်။အယ်လန်နာကသူမမြင်ခဲ့သမျှအကြောင်းကိုအေရွန်းကို ပြောပြနေခဲ့တာပေါ့ကွယ်။ငါတို့ကတဘာဝတရားရဲ့ဒစိတပိုင်းဖြစ်ကြပြီးကဘာကြီးတောင်ငါတို့အထဲမှာနေရင်ကဘာမြေကိုထိခိုက်စေတာဟာငါတို့ကိုပါထိခိုက်စေလာမှာ ထိခိုက်လာမှာပေါ့ပြည်သူတွေနဲ့ကျမတို့ဘီရင်ကြီးသားဒါကိုမြင်နိုင်ရင်နားလဲကြမယ်ဆိုရင်တော့မင်းမနောက်ထပ်စေးရကြံသေးသလားမရှိတော့ဘူးတိတ်မကြခင် ကျမဒီပလင်းကိုယူလာမယ်မော်ဆရာကရိပ်မိသွားလိမ့်မယ်ငါငါဘာလို့ရမလဲသိပြီငါသာဘီရင်ကြီးနဲ့တွေ့နိုင်မယ်ဆိုရင်ဂျန်လလင်းရှိတဲ့အချိန်တွေတော့မသွားတွေ့နဲ့သူကဘီရင်ကိုလွှမ်းမိုးမဲ့မော်အင်းအားရှိနေတယ်ဂျယ်တင်းကမနေ့ပြန်ညနေပိုင်းတော့ဘယင်ကိုသွားမတွေ့နိုင်တာတေချာတလို့ရှိတယ်။ဒါဖြင့်မင်းကဘလို့လုံးမလို့လဲ သူ့ကိုမော်ပြဒနာတခုခုဖြေရှင်းခိုင်းမှာပေါ့အဲလင်နာကတက်တောက်ထဲကို ရောက်လာတဲ့အခါတက်ခုတ်သမားအဖွဲကို တွေ့လိုက်ရပါတယ်အဝေးကိုလျှောက်သွားကြဒီကနေအဝေးကြီးကိုသွားကြတော့တောက်ရှိတဲ့နေရာကိုနင်းတို့အားလုံးမေ့ကြလော့ဘာဖြစ်တာလဲအဲလင်နာကျမတို့မှာပြဒနာတခုရှိနေပြီအဲလင်နာရဲ့လဲခွဲကြော်ခွင်းမှာဂျဲလဲလက်ထင်းကလလပပကိုမိသွားပါတယ်ငါဘာကြားမိလိုက်တာလဲ ငါရဲ့ဖန်သားမျိုးတော်ကိုစန့်ကျင်မဲဆိုပြီးပြောချင်တာလားမင်းကြီးငါမင်းကိုထောင်ထဲမထည့်သေးတာကိုပဲကျေးဇူးတင်နေတယ်နော်ဘသူမှအရင်ကဖန်မျိုးတော်တွေမှမနေဘူးကြဘူးလေအဲ့ဒါကိုဒီမျိုးတီးဖို့အတွက်ကျွန်တော်တို့ကတစ်တော့တစ်ခုလုံးကိုဖျက်ဆီးနေကြတာကျမတို့ခုတ်လဲနေတဲ့တစ်ပင်တွေဆိုတာရာစုနှစ်တွေအများကြီးကြာအောင်မိခင်တဘာဝတရားကြီးကပြောထောင်ပေးထားတာရှင်တောပြောက်တဲ့အထိဖျက်ဆီးပြတဲ့အခါလာပိုင်းအတွင်းအလွယ်လေးပဲကျွန်တော်တို့ဘာလုပ်နေသလဲဆိုတာသိစားဖို့လိုတယ်မထင်ဘူးလား ်ခေါပြစ်လိုက်တဲ့တစ်ပင်တွေနဲ့ဖျက်ဆီးလိုက်တဲ့တောအုပ်ကိုရွှေတွေကပြန်ယူလာမပေးနိုင်ဘူးဆိုတော့မင်းတို့ပြောချင်တာကဖန်သားမျိုးတော်ဆောက်လုပ်တာကိုရိုက်ရမယ်ပေါ့ဖန်သားမျိုးတော်ကြီးအစာမျိုးထဲမှာအလားတူအစာအုံတွေပါတဲ့ဖန်သားနေရာတကူလောက်ယူဖန်တီးလို့ရတာပဲလေပြီးတော့လူ၁၀ယောက်လောက်ကိုအဲ့ဒီမြို့မှာတောင်းလာနေကြခိုင်းမယ်အဲ့လိုတဘာဝတရားကင်းမဲ့တဲ့နေရာတို့တခုထဲမှာနေကြတဲ့သူတွေစီမှာဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်တို့ကိုစောင့်ကြည့်ခွင့်ပေးပါအဲ့လိုလုံလိုက်တာကရွှေအမောင်အများကြီးနဲ့တောတွေကိုစူးစောင်းထိန်းသိမ်းရလဲရောက်တယ်လေဟွန်း ငါတော့ဂျယ်လက်လက်တင်းနဲ့တော့စကားပြောအောင်မှဖြစ်မယ်။ဘယင်ကြီးဘာမှမလုပ်ခင်ကျမပြစရာတခုရှိတယ်။ကျမနဲ့လိုက်ခဲ့ပေးပါ။အဲလဲနာကမော်ဖန်လုံးထဲကနေတဆင်တော်ရဲကဂျယ်လက်လက်တင်းရဲ့ပုံရိပ်ကို ပြနေပါတယ်။ဟေးမင်းတို့တွေတော်ရဲပြန်သွားဖို့လိုတယ်။ဒါကတော့အောင်မှမဟုတ်တာ။တေခုတ်တမာရီဟာတော့အောင်မဟုတ်ဘူးဆိုတာပဲတွင်တွင်ငင်းဆိုရင်ပြန်လှည့်သွားကြတာပေါ့။ तू ဘာလုပ်နေတာလဲ။ လူတွေကိုလွှမ်းမိုးဖို့သူ့အင်အားသုံးနေတာလေဘီရင်ကြီးကိုလွှမ်းမိုးတဲ့ပုံစံအတိုင်းတပုံစံနဲ့ပေါ့ရှင်မင်းကြီးခမပြောတာကိုနားထောင်ပေးပါငါဆုံးဖြတ်ပြီးပြီတောင်းအုပ်ကြီးကိုမဖြတ်ခင်ဖန်အကာရန်နဲ့အဆောက်အုံလေးတစ်ခုတိဆောက်မယ်ပြီးတော့လူဆယ်ယောက်ကိုအဲ့ဒီထဲမှာပဲနေခိုင်းမယ်မင်းကြီးခမရွှေအကြောင်းပဲတွေးပါမှော်ထုတ်ကိုချထားစမ်းပါအောင်ငါဆုံးဖြတ်ချက်ကချပြီးသွားပြီအိုင်လုံးနေပဲဘီရင်ကြီးဟာ လူ၁၀ဦးသုံးလကြာမြင့်အောင်နေမယ်ဖန်မြို့ငယ်လေးတကူကိုဖန်တီးခဲ့ပါတယ်အစာပိုင်းမှာတော့ဝင်ရောက်လာကြတဲ့လူ၁၀ဦးဟာပျော်ရွှင် တက်ကြွနေကြပြီးနေရက်တွေကြာလာတဲ့အခါဘာရီဆက်ဖြစ်မလဲနော်နေအောင်ရှိပေမဲ့မနှွေးထွေးနေဘူးအားနည်းတယ်လို့ခန်းစားနေရတယ်ဒီဖန်အိမ်ထဲကလူတွေကိုအဲလဲနာတို့ကမော်ဖန်လုံးထဲကနေတဆင်းစောင့်ကြည့်နေကြတာပေါ့ နေနဲ့လေဟာကျမတို့ကိုအလင်းရောင်ပေးရုံအသက်ရှင်တန်စေရုံမဟုတ်ဘဲသူတို့နဲ့အတူကျမတို့တွေအာရင်တွေကိုပါပေးတာပါကျမတို့ဘဝဆိုတဲ့အရာကို ပေးတဲ့အာရင်ပေါ်ရှင်အဲ့ဒီအာရင်တွေကိုကျမတို့ဖယ်ထုတ်လိုက်မယ်ဆိုရင်တော့ကျမတို့တွေဟာကြန့်ခိုင်ဖြန့်လက်တဲ့ဘဝတစ်ခုကိုဆုံးရှုံးရမှာဖြစ်ပါတယ်ဟွန်းလောက်ပါကလေးရဲ့ဘာလို့ဒီအစ်စ်တွေကိုမစားတာလဲဘယင်ကြီးခမညာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာတဘာဝတရားနဲ့ဆက်ဆက်နေပါတယ်။စောင်းရည်ဒီမှာငှက်တွေနေရာပြောင်းတာဘာလို့လဲဆိုတာအကြောင်းပြချက်ရှိပါတယ်။ အဲ့ဒီလိုပဲတည့်ရွက်တွေစောင်းဦးမှာကြွေတာလေအเจ้าရင်းကရှိနေပြန်တာပါပဲရာဒီဦးရရဲ့ဆက်ဝန်းကိုဖယ်ပြစ်လိုက်တာကဘဝရဲ့ဆက်ဝန်းကိုဖယ်လိုက်တာနဲ့အတူတူပါပဲမင်းကြီးရှင်ကျမတို့တွေအားလုံးဟာချိတ်ဆက်နှီးနွယ်နေကြပါတယ်တစ်ပင်တွေတောအုပ်တွေနဲ့ငကံငွေရမ်းတွေထောင်မှာပေါ့အားလုံးဟာကျမတို့နဲ့အတူတကွနေထိုင်ကြတာပါကျမတို့ဘဝတွေကနေတဘာဝတရားကိုသာဖယ်ထုတ်လိုက်ရင်ကျမတို့လည်းပဲခံစားရမှာပါငါနားလေပြီနောက်ဆုံးတော့ငါနားလေသွားပါပြီ ဖန်သားမျိုးတော်နဲ့ချိတ်ဆက်ထားတဲ့လှုပ်ဆောင်မှုတွေအကုန်တားဆီးဖို့ငါအမေပေးထားပါမယ်။ငါတို့နောက်တစ်ခါဘယ်တော့မှတဘာဝတရားကြီးကိုမဖျက်ဆီးတော့ဘူး။ဒီမျိုးကိုဖြိုဖျက်ပြစ်ပါ။အခုချက်ချင်းတော့။ Oh no! မလုပ်ရဘူး။ငါဘဝတစ်ခုလုံးကိုစေးရင်နဲ့ထင်းရောင်ထင်းမအရာတွေတိုးတက်အောင်ဖန်တီးဖို့အချိန်မပေးခဲ့ရဘူး။ဒီမျိုးကိုဖျက်ဖို့ငါခွင့်မပြုဘူး။ဂျဲလဲလက်တင်းဟာမှားထုတ်တန်နဲ့ဘယင်ကိုဖျောက်ပြစ်လိုက်ပြီးတောင်းအုပ်ထဲကို ထွက်လာခဲ့ပါတယ်။ အဲလဲနာနဲ့အေရွန်တို့ကနောက်ကနေလိုက်သွားကြပြီမဲဂျက်လေလက်တင်းက မော့အစမ်းနဲ့ခြေရာဖြောက်ခဲ့ပါတယ်။သူတို့ဘယ်ကိုသွားကြတာလဲ။မြောက်ဘက်တောင်တန်းတွေအစွန်ကလျှော့ဝဲမျောစင်စီကိုဘရင်ကြီးကိုခေါ်သွားတာဖြစ်ရမယ်။မင်းငါတို့ကိုလမ်းပြပေးနိုင်မလား။အဲ့ဒါဘာမှလဲကျမမသိဘူး။ဒါပေမဲ့ဘယ်လိုရှာရမလဲဆိုတာတော့ကောင်းကောင်းသိတယ်။ငါမင်းနဲ့လိုက်ခဲ့မယ်လေ။ ဂျဲလလတင်းရဲ့ပုန်းခိုရာအရက်ကိုရှာဖို့အဲရွန်နဲ့အဲလနာတို့ဟာထွက်ခွာလာခဲ့ကြတာပေါ့ကွယ်။မြောက်ဖက်တောင်ထဲအစွန်ဘဲလို့မင်းပြောခဲ့တာနော်။ငါတို့ကဘဲရောက်နေတာလေ။မြောက်ရက်ကရောဘယ်မှာလဲ။ဂျဲလလတင်းဆိုတဲ့သူကငါတို့ကိုလှည့်စားနိုင်တယ်။ဒါပေမဲ့တဘာဝတရားကိုတော့သူမလှည့်စားနိုင်ဘူး။ရင်းကြီးတက်နေတဲ့တစ်ပင်တစ်ပင်ကိုလိုက်ရှာလိုက်အောင်။အဲ့မှာငါတစ်ပင်တွေ့ပြီ။ရင်းကြီးကအမြဲတမ်းတစ်ပင်ရဲ့တောင်ဘက်အချမ်းမှာပေါက်တယ်။ ရင်းကြီးကဒီဘက်မှာဆိုရင်ဒါကမြောက်အရက်ပဲဒုတ်တချောင်းကောက်လိုက်ဒါဟာကျမတို့ဆက်သွားရမယ့်ဥတီချက်ပဲလာလေမြောက်အရက်နောက်ကိုဦးတည်ရင်နောက်ဆုံးမှာဇလလတင်းရဲ့ပုံးရအရက်ကို သူတို့ရောက်လာခဲ့ကြပါတယ်ငါတို့ဘယ်လိုခဲ့ကြမလဲလျှို့ဝဲမျောစံပေါ်မှာတော့ဇလလတင်းဟာဘယင်ကြီးကို ဖန်ဆီးထားပါတယ်အခုဆိုမင်းကြီးစီးပွားရေးကိစ္စနဲ့ခီးထွက်နေတာပဲလို့တနိုင်ငံလုံးကတွေးနေကြလိမ့်မယ် ။တစ်တော့ရှိမဲ့ကိစ္စတွေလည်းမင်းကြီးအမိတ်တိုင်းသူတို့ဆက်လုပ်ကြမှာပဲဆိုတော့ကဖမ်းမြို့တော်ကြီးကအနည်းနဲ့အမြန်အစင်းသိဖြစ်လာနိုင်ပြီ။ပြီးရင်တော့ငါကအဲ့ဒီမြို့ရဲ့ဘရင်ဖြစ်လာမယ်။တဘာဝတရားကိုအနိုင်ပိုင်းတဲ့လူကငါပဲ။ဘယ်သူမှတဘာဝတရားကိုအနိုင်ပိုင်းလို့မရနိုင်ဘူးကျဲလဲလေတဲ့။ဘယ်သူမှမလုပ်နိုင်ဘူး။ကြည့်ရအောင်မှာပေါ့။ကျောင်းနိုင်ငံထဲမှာခမားကြံနေတဲ့အထိစောင့်ကြည့်လိုက်စမ်းခမားကိုဘသူမှရှာမတွေ့နိုင်တဲ့နေရာမှာလေတောရီဆက်ကုတ်ရာကနေခမားရဲ့တော်ဝင်ပစ္စည်းတွေကိုပါဖျက်ဆီးပစ်ဖို့ကြောက်သွားပြောနေတော့မှဒီမှာနေခဲ့အောင်ပေါ့ အခုကငါတို့အခွင့်ရေးပဲဟဲ့မင်းကြီးရှင်ကျမတို့နဲ့အမြန်လိုက်လာခဲ့ပါဂျယ်လက်လက်တင်းကိုငါတို့တားကိုတားမှဖြစ်မယ်အတင့်ရဲလိုက်ကြတာဟာဟာနင်တို့ကငါ့ကိုမတားနိုင်ပါဘူးဘာဘာလဲဟာငါမော်တော့ဘသူမှငါ့ကိုမတားနိုင်ဘူးကွာအမလေးဘသူမှတဘာဝတရားကိုစန့်ကျင်ပြီးအနိုင်ယူလို့မရနိုင်ဘူးဘသူမှပေါ့သူ့ရဲ့အတုယောင်လုံးဆက်ဟာကျွန်တော်တို့ကိုပဲရက်တက်နှေးကွေးစေတာတဘာဝတရားကတော့သူ့ကိုပြန်တားဆီးလိုက်နိုင်တယ် ထာဝရပေါ့ဗျာတဘာဝတရားဆိုတာတို့တွေအားလုံး ਨੇ အတူနေထိုင်နေတာပါဒါကြောင့်တဘာဝတရားကိုဖျက်ဆီးမိရင်တို့တွေရဲ့ဘဝတွေကို ထိခိုက်စေတာ ਨੇ အတူတူပဲပေါ့ကွယ်တို့တွေဟာစัจ java လာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ရုံနဲ့မဟုတ်ပါဘူးတို့တွေအားလုံးဟာပေါင်းစည်းထားကြတဲ့စัจ java လာကြီးပဲဖြစ်ပါတယ်အရာအလုံးဟာဆက်နွယ်ချိတ်ဆက်နေတယ်ဆိုတာကိုသတိရပေးကြပါနော်ကလေးတို့ရေ